။ဟာမန္တစောစော ကလောတော်ဘူးလောက်တာတော့မိုးရီကတဲတဲရောနဲ့တော်သေးတဲ့နေပြန်သားလာလို့မှန်တာတဲ့ချိန်တဲနောက်ကြပြီမဲ့လေကလောကိုရောက်ခဲ့တယ်။ဘီယာရှိဖြစ်ပြီမဲ့လေကလောကအဲ့တဲ့ကတိတ်မရှိလို့ချောက်ချောက်ကကန်နေဖြစ်နေတယ်။ ကလောစီထဲမှာငါတမင်းနဲ့ရိုရှန်ခေါက်ဆွဲတို့စားချင်ပေမဲ့လည်းတကြံပေးရဆိုတော့ဈေးရပိတ်ထားတယ်အဲဒါကြောင့်မို့လို့ဈေးဒီဘက်ပြင်တန်းမှာပဲရှိတယ်စားတောက်ဆိုင်လေးမှာပဲစားခဲ့တယ်ကိုကတော့ကလောကငါတမင်းနဲ့ရိုရှန်ခေါက်ဆွဲတွေကိုချိန်တယ်ဒါပေမဲ့ဒီဘက်အတူပါလာတဲ့ဒေသခံညီမလေးနဲ့မောင်လေးတို့ကြတော့သူတို့ရတော့တိတ်မကြိုက်ဘူးကနော်ကိုကတော့ပြီးဆွဲတယ် ကလောက2003ခေါက်ရောက်ခုပြိမဲ့လေကိုယ့်အကူသွားတဲ့ခါကျတော့လေဘယ်သွားလို့သွားရမှန်းမသိဘူးပြင်းနေပထမဦးဆုံးတော့နာယီစင်ရှိတဲ့နေရာကိုအရင်ဆုံးသွားခဲ့တယ်အနားလေးမှာပဲတပုံးလေးပါလေးပဲ့ရိုက်တယ်ဗောနော်ပြီးတော့နာယီစင်နဲ့နီနီနာနာမှာရှိတယ်ကလောဘူရာယုံတို့ကော်ဖီဆိုင်တို့ကိုပတ်ပြီးတော့ပဲသွားခဲ့တယ်ဟုတ်ပါဟုတ်ပါလား ငလျင်လောက်တာတော့တော်တော်များများကသွားလာမောက်ကြောင်းနေကြတယ်။အဲခါကျတော့ဒီမှာဧည့်သည်တွေလည်းနေတယ်ပေါ့နော်။ပုံမှန်ဆိုရင်ဒီနားမှာတပုံရရဖို့အရေးကိုနေရာရင်းလူနေရပေါ့နော်။အဲသူကဒီယထာလန်းကအသုံးပြုနေတော့မယ်ဆိုတဲ့ခါကျတော့ဒီဓပုံတည်တင်းရိုက်ဖို့အတွက်ယထာကောင်းကိုအပြင်ဘက်မှာလှုပ်ထားပေးရပါတော့ဒါကတော့ခုနောက်ပိုင်းမှာတွေ့ရတာပါဓပုံပဲရိုက်ပြီးတော့ဒီကလော့ ဘူရာယုံနဲ့နီးတယ်မှာလူကာဆိုတဲ့ကော်ဖီဆိုင်လေးကိုသွားခဲ့တယ်ပြီးခဲ့တဲ့အခေါက်ရောက်တော့ညနေပဲရောက်ခဲ့ရပါတော့။အဲတုန်းကလည်းဟိုဒီဇင်ဘာလဆိုတော့အေးအေးလေးနဲ့လေတအားနေလို့ကောင်းတာ ဒီဆိုင်ကတပုတ်လာရိုက်တဲ့သူတွေများလို့လားမသိတော့ entrance fees ကိုတယောက်ကို2500နှုန်းနဲ့ကောက်တယ်။တကယ်လို့ကိုက coffee ဝယ်တောက်တယ်မိုးဝယ်စားတယ်ဆိုတော့2500တက်ကျော်လို့ရှင်တို့ refund ပြန်ပေးရပေါ့နော်။အဲ့တော့ကိုဒီက9နာရီဆိုင်ပွင့်နေဆိုပေမဲ့10နာရီခွဲလောက်ရောက်သွားတယ်ဒါပေမဲ့လည်းလူလည်းမရှိဘူးသူတို့ရဲ့ဥစားတွေကလည်းအရင် ready ဖြစ်မနေပေါ့နော်။အဲ့တော့ coffee ဆိုင်ဟာ coffee မှာပြီးတော့ပေါ့နော်။တပုတ်လေးတွေပက်ပြီးရိုက်ခဲ့တယ်။အာ သူက themes လေးတွေကတနည်းအားနဲ့တနည်းအားမတူအောင်လုပ်ပေးထားတယ်ဒါပေမဲ့အပင်တွေများကြီးနဲ့ tropical vibe လေးဖြစ်အောင်တော့လုပ်ထားပေးထားတယ်ဆိုတော့မတင်ချင်းမိုင်ရောက်သွားလို့ပဲပေါ့နော်အဲ့တော့တပုန်ရိုက်ကြတာလေလှတယ် ဒီမာလူကဗီလာမှာနောက်ထပ်ကြိုက်တာလေးတစ်ခုကဒီဒူရက်ချန်အနောက်ဘက်မှာပေါ့နော် show room ဆိုပြီးတော့မှဒီအခန်းလေးရှိတယ်ပေါ့နော်အဲ့ဒီအခန်းလေးတော့ဝင်သွားပြီဆိုလို့ရှင်သူကဒီတဘာဝပေါ့နော်တတီယူအလန်နေစိတ်ဥတ္တပူတွေနဲ့လှုပ်ထားတဲ့ဒီ organic ပစ္စည်းတွေပေါ့နော်စက်ပြားတို့အာနောက်ဒီ ခေါင်းလျှော်ရည် lotion everything မနော်ဒီ cosmetic cosmetic တော့မ skin care ပုံစံမျိုးလေးတွေပေါ့နော်အဲ့အားလေးတွေကို display လုပ်ထားတယ်အဲ့တော့သူ့ရဲ့အနံ့လေးတွေကလည်းမွေ့မွေ့တင်းတင်းလေးနဲ့လုံးဝလူကလေး refresh ဖြစ်တယ်ဒီ coffee တို့ရောင်းတင်မဟုတ်တို့ဆိုဒီ color တွေသာထွက်ပေါ့နော် wine တို့အဲ့အကုန်လုံး display လုပ်ထားတယ်ဈေးနှုန်းလေးလည်းမစိုးပေါ့နော်အဲ့တော့သဘောကျတယ်ဆိုလို့ရှိရင်ဝင်ပြီးအပေးနိုင်ပါတယ်မင်းမျိုးပန်ချာ တကယ်တမ်းကိုဘကူသွားတော့ပဲသွားလို့သွားမှမသိဘူး GPS နဲ့သွားရင်လည်းလမ်းမရှိတဲ့နေရာတွေပေါ့နော်လမ်းလမ်းအပိတ်တွေကိုဝင်လို့ဝင်နေခဏနေဟိုဘက်ထွက်လိုက်ဒီဘက်ကပြန်ထွက်လိုက်နေအဲရေအေးကန်ဘက်ကိုလည်းသွားသေးတယ်ဒါပေမဲ့ဟိုသူ နော်နည်းနည်းထူးဆန်းတဲ့စိုက်ပုတ်လေးတခုပေါ့နော်ကိုလည်းမဖတ်တတ်ဘူးအဲ့ဒါမျိုးလေးတွေ့တဲ့ခါကျတော့အဲဒေဇာခံလည်းမပါဘူးဆိုတော့ပြန်ထွက်ခဲ့တယ်အဲတော့ဒါနှစ်တရာဖျားเจ้าပေါ့နော်အဲဒီကိုသွားတယ်ဟိုးရင်တော့ကတော့အနောက်ဘက်တခါမှမဝင်ခဲ့ရဘူးရင်တော့အဲ့အနောက်ဘက်ကိုပေးဝင်တယ်အခုတော့လုံချိုရင်းရပိတ်ထားတယ်ပေါ့နော်အဲပြန်နေပဲတပုံရိုက်ခဲ့တယ် နောက်ကြတော့ဘယ်သွားလို့သွားမှာမသိတော့ Glow View Point ကိုပဲသွားခဲ့တယ်။ဒီ Heritage Park ကိုလည်းသွားလည်မလို့ပဲဘောနော်အဲ့ဒီ hotel အကြတော့အဝင်ကြည့်ပေးရပြီး coffee တိုက်တယ်ဘောနော် coffee ကလည်းတောက်ခဲ့ပြီဆိုတော့ခါကျထပ်မတောက်နိုင်တော့လို့ Glow View Point ကိုပဲသွားခဲ့တယ်။ View Point ကလမ်းကျယ်တယ်။သွားတာအဆင်ပြေတယ်။နည်းနည်းလေးအဲ့လိုမျက်ကွယ်အကွေ့လေးတွေရှိတော့နော်ဟွန်တီးပြီးတော့တက်ပေါ့နော်။အဲ ဒါကြီးဇင်ကားနေဆိုလို့ရှိရင်တော့သူက18မိနစ်18မိနစ်လောက်ပဲကြာပေါ့ GPS တင်မှကြည့်ရပါတော့ ဒီမှာတော့သူကဝင်ကျင်း2000កောက်တယ်အဲ view point ကတော့ကလောလာတိုင်းလာနေကြဆိုတဲ့အခါကျတော့ရာတိဝတ္ထုမတူတဲ့ပုံမှာမူတည်ပြီးတော့မှသူ့ရဲ့မြင်ရတဲ့ sense လေးတွေကတော့ကွာတယ်ပေါ့နော်ဒီ green house ပေါ့နော်အဲ့ဒီထဲမှာစိုက်ထားတဲ့အပင်တွေကတော့ဘေးကလာလာတူတူပဲအဲကောင်းတယ်ပေါ့နော်အပင်လေးတွေကိုရှင်းအောင်စိုက်ပေးထားတယ်ဆိုတော့ကိုရီလိုစိုက်သေးဖွယ်မဟုတ်တဲ့အခါကျတော့ဟိုအပင်လေးတွေစိစိစူးစူးမြင်သဘောကျတယ် ဒီထိုင်ကုန်နေရနေခင်းနေဘာတွေကိုတော့သူတို့ maintenance တိတ်မရှိဘူးပေါ့နော်အဲ့တဲလာနေလို့ပဲလားဘာဖြစ်လို့လဲတော့မသိဘူးအပင်လေးတွေကလည်းကိုက April လားဖြစ်တဲ့ခါကျတော့စိတ်ပြီးစိတ်ဆိုင်ဆူဆူတော့မရှိနေဘူးတပုတ်နယ်မှာရိုက်လို့ရှင်တော့ဒီတိမ်နေလာတယ် view လေးတွေလာနေတဲ့ခါကျတော့တပုတ်နယ်မှာတော့လှလှပပပေါ်တယ်တကယ်အပြင်မှာကျတော့စိတ်ထဲမှာ maintenance တိတ်မရှိဘူးပေါ့နော်အပင်လေးတွေလည်းဝေစားနေအောင်မဆိုင်ဘူးဆိုတော့ခံစားချက်လေးတော့ဖြစ်မိတယ် အဲ့ဒီမှာကနွားနုစစ်စစ်ရတယ်ပေါ့တဘောကတော့ရေမရောတဲ့နွားနုစစ်စစ်ပေါ့နော်ပြီးတော့အကျော်ဆုံးတို့ဘာလို့ရတယ်ခေါပုတ်ကြော်တွေရတယ်အာချိန်ရတယ်ဆိုရင်အေးစစ်စစ်ထိုင်ပြီးတော့မှအဲ့မှာနွားနုတောက်မုတ်စားပြီးတော့တပုတ်နေတွေရိုက်ပေါ့နော်ဘာလို့ဆိုတော့ကိုလည်းအချိန်ပေးပြီးတက်လာခဲ့ရတာဆိုတော့အေးစစ်ထိုင်လို့တော့ကောင်းတယ်အခုကလူမရှိလို့ဆိုပိုးအဆင်ပြေတယ်လူများနေလို့ရှင်တော့တပုန်ရိုက်တဲ့သူနဲ့နေရာထိုင်ကုန်မဟုတ်ဘူးသူဥကုတ်ဥပေါ့နော်အဲ့လိုတွေထိုင်ရတာဆိုတော့ မယ်။တကယ်တည်းတည်းရာကိုအကြိုက်ဆုံးပဲအိမ်မှာစိုက်ခြင်းပေမဲ့ရင်ကုန်ရဲ့ရာသီဥတုနဲ့ဘလို့မှစင်မပြေဘူးစင်ပြေတဲ့ဆိုရင်တော့မှအရန်ဂယုစိုက်ပြီးစိုက်ရဆိုတော့တွေးတဲ့နေရာမှာတရေကြုံပဲအာပြန်စင်းလာပြီးတဲ့ခါကျတော့ဘယ်သွားလို့တော့ရမှာလဲမသိဘူး။ဘိုးရင်တော်ကဆိုလို့ရှိရင်တော့ကလောကတလို့ပေါ့နှစ်တရာကျော်အိမ်နေပါတယ်ရောက်သွားကြည့်တယ်ပေါ့နော်။ ဈေးပိတ်ထားတဲ့ခါကျတော့ဈေးကတော့အပြင်ဘက်မှာပဲရှိတယ်အတွင်းမှမရှိဘူးနောက်ပဲသွားလို့သွားမှမသိတဲ့အခါကျတော့ဂျိုက်တောင်ဘက်ကိုသွားဖို့စိတ်ကူးလိုက်တယ်ကလောထွက်ကနေဂျိုက်တောင်ကတကယ်တော့နီနီလေးပဲဒါပေမဲ့အမှစစ်စေးရခဲ့ရှိတယ်လူငယ်တွေအများကြီးသွားမယ်ဆိုလို့ရှိရင်တော့နည်းနည်းဂယုတစ်ဆိုင်လေးသွားစေချင်တယ်အဲဒီတော့ပို့ပြီးသူကစစ်စေးတယ်ပေါ့နော်ကလောဒေတာခံနေလေဒီမှာလာစုကြလားမသိဘူးခီးသွားဧည့်သည်တွေနဲ့ အဲ့ပြိုက်တောင်အောက်ခြေမှာတော့တော်တော်များနေရင်းနှောင်းကတော့အကင်းဆိုင်လေးဒီဇိုင်းနှဆိုင်ကော်ဖီဆိုင်လေးဒီလောက်လေးပဲရှိတယ်ဆိုပေမဲ့အခုကအကင်းဆိုင်လေးလည်းများလာတယ်ထောင်းဆိုင်လေးပြီးတော့ဟိုခေါင်းရည်လားအထန်းရည်လားအဲ့လိုမျိုးရတဲ့ဆိုင်လေးနဲ့ရှိတဲ့ခါကျတော့အားလုံးဒီမှာလာစုနေပြီးတော့တချို့လူငယ်လေးကလည်းသူ့စီစဉ်နေသူပေါ့နော်ဂီတာတွေတီးကြတယ်တောက်တယ်စားတယ်ဆိုတဲ့ခါကျတော့ဒီနေရာလေးကစီကားနေတယ် တော့ကလောရဲ့တောင်အပြိုက်တောင်ကိုမြင်နေရတဲ့ဒီဘက်အချမ်းကနေအရင်ဆုံးတက်မယ်ပေါ့နော်အဲဒီရေကန်ကြီးရှိတဲ့နေရာမှာတပုံရိုက်တယ်။ညာတော်အဖြစ်ကဒီအောက်ချင်ပါပဲတော့ရိုက်ကြ။ဟဲ့ဒီကလေးရတယောက်ကဒီပုံမှာရှိရဲ။အဲဒီပုံမှာရှိရဲဘယ်ရောက်လဲ။ချဲ့တယ်။အေးအေးတေးအေးတေးလာလို့ကလေးလေးတောင်ရှိရတယ် imadidi de ja ီရေကန်ကြီးနောက်ဘက်ခြမ်းမှာရှိတယ်ဒီတတာယထာလန်းကိုကျွန်တော်သူကချစ်သူလန်းကြလို့ခေါ်အောင်ပေါ့နော်သူလည်းတပုံရိုက်ကတာအရန်လှတယ်ဒီနောက်ဘက်မှာလည်းအဲဒီကျတော့ဖျားပန်းလို့လို့ပေါ့နော်စိုက်ခင်းလေးတွေရှိတယ်အဲ့ဒီပုံမှာလည်းအဲစိုက်ကြတယ်ပေါ့နော်တပုံရိုက်လို့လှတယ်ဒါပေမဲ့အခုတော့အဲ့ဘက်မှာ banking စိုက်ထားအောင်မတွေ့ဘူးအဲ့ဒါနဲ့ခုနကလေးတွေတက်တယ်ပြိုက်တောင်ဘက်ကိုတက်ဖို့ဆိုပြီးတော့မှဒီဘက်ကိုတက်လာခဲ့တယ်ဒီထက်အသက်ကြီးသွားရဆိုရှင်လက်တက်နိုင်တော့မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ရောက်လက်စားနေဆိုပြီးတော့ဒီပြိုက်တောင်အပေါ်တီးကိုတက်ခဲ့တယ် အရင်တော့မမှတ်ဘူးဟိုတက်နေကြမရှိတဲ့ခါကျတော့ဟိုဖေးဖေးချင်းတက်ရတာပေါ့နော်ဒါပေမဲ့ view ကတော့မလောက်တကယ်တော့ပြိုက်တောင်ကိုမြင်နေရတဲ့ဘက်အချမ်းကပဲလောက်ပေါ့နော်ဒီဘက်ကတော့အောက်ကိုငုတ်ကြည့်ရသိမ့်မလောက်ပေါ့ဒါပေမဲ့လည်းငါပြိုက်တောင်ကိုတက်ဖူးပြီးဟေးဆိုပြီးတော့မှတက်ခဲ့တယ်အစင်းညာတော့ကိုရောချောမစောက်ချောင်းတော့သိဘဲသွားလို့သွားမှမတည်တဲ့ခါကျတော့အိမ်မဲ့ပြန်လာခဲ့တယ်အော်တန်ကတော့အောင်ပန်းဟိုတယ်နာပေါ့နော် ဟဲဟိုးဘက်ရောက်တယ်မိုးတွေကရွာနေအဲ့ဒါနဲ့ view point တော့မစင်ဘူးပေါ့နော်ဒီတိုင်းပဲပြန်နေပဲဖြတ်ပြီးကြည့်ခဲ့တယ်ခဏခဏလေးရောက်နေတော့နောက်တော့မိုးတွေတက်တက်မဲမဲရွာတာအရှိတော့မမြင်ရတော့အားလုံးကမဟာဇတ်မီလာအဲ့ဒါဟောက်ဖွင့်ပြီးတော့တော့သွားနေရတော့တော်တော်လည်းအနေရများတယ်တချို့ကားတွေဆိုလို့ရှိရင်လမ်းပြီးတော့ထိုးနေရအောင်ဒီကားဆိုရင် မမြင်လို့ထင်တဲ့ရှေ့တစီတိုက်လိုက်လားမသိသူလဲခေါင်းနေမွားကြသွားတဲ့ကားကလည်းမိခိုးတွေဥနေရပဲဒတိထားပြီးသွားလာကြပါဘောနော်ကျွေးညမွင်ခင်မှာတော့2ကိတ်ရှိတယ်အဲဒီ2ကိတ်မြောက်ခင်မှာဆိုရင်တော့ဒီဒေတာထွက်တတိဝက်လန်ကြီးရောင်းနေဆိုင်လေးရှိရယ်ပေါ့နော်အခုကတော့ strawberry တွေရောင်းနေကြတာပါရှင်ဆုမြတ်ကြီးတမတဲ့